ဲ့မြန်မာနိုင်ငံအတွင်းမှာပေါ့နော်အင်ဒီယားနိုင်ငံတွေရဲ့ဒါယင်းနီးမျိုးစုံနံပါတ်ဆိုတာတော့ဒါအားရှိရပေါ့နော်သူတစ်ဖြစ်တော့ကျွန်တော်တို့တရုတ်တို့အဲဒီအိန္ဒိယတော့နောက်ဆိုရုရှားတို့ဘာလို့လဲပါသေးတာပေါ့နော်အဲတချို့ဂျပန်တွေလည်းရှိတယ်ပဲဒီလိုမျိုးဟာကိုစီးပွားရေးသူတို့ရဲ့ယင်းနီးမျိုးစုံနံပါတ်အဲဒီစီးပွားရေးရအများကြီးရပေါ့နော်ဒီပမာဏညာတဲ့အနေအထားမျိုးရှိတယ်ရှိတဲ့အနေအထားမျိုးမှာဒီစစ်တပ်ကိုမဖြစ်မနေဖြစ်တွေ့တက်တာမှုကလည်းဒါအရင်တည်းကပေါ့နော်ဟိုအနာမသိရင်လည်းရှိလာတယ်ဒီလိုမျိုးအမှတို့ကဆက်ပြီးမလျှော့လို့မလျှော့နိုင်ဘူးပေါ့နော် အဲ့နောက်တစ်ခုကကြတော့တစ်ဖက်ကတွန်လိုင်းတစ်ခုတွေရတယ်ဒီလိုမျိုးနေရာမျိုးတွေကိုပြေဝမထိန်ချုပ်နိုင်တာလို့အနေထားမျိုးတွေရှိတယ်ပေါ့နော်ရှိတဲ့အတွက်သူတို့နိုင်ငံတကာအနေနဲ့အဲ့ပေါ့နော်သူတို့ရဲ့အကျိုးစီးပွားရှိတဲ့နေရာကိုတော့ရှိတဲ့လူတွေပဲတော့ဒါပြည့်စက်ကမှာဒီလိုမျိုးနေရာမျိုးတွေကိုတွန်လိုင်းတစ်ခုတွေကတော့အကောင်းကောင်းအပြေဝထိန်ချုပ်နိုင်တယ်ပေါ့နော်ဟိုပြရားကိုင်းလုံးထိန်ချုပ်နိုင်တယ်ဆိုရင်တက်တက်နဲ့မထိတွေ့ဆက်ဆံတက်ချလိုက်ဒီဘက်မှာရှိတဲ့တက်အောင်ရှိတဲ့နေရာသူတို့ရဲ့ ဒီနေ့မြောက်နံမှုလုတ်ထားတဲ့ဒီစီမံကိန်းတွေရှိတဲ့နေရာမှာပဲသူကအဆက်ရှိတဲ့အပွက်နဲ့ပဲဆက်ဆံလို့ရရပေါ့နော်။အဲလိုမျိုးဆက်ဆံမဲ့အပွက်အနေထားမျိုးကလည်းရေးကြည့်တာတခုပါပေါ့နော်။နိုင်ငံရေးကြစီးပွားရေးကြအခြားသောအမြင်မျိုးစုံနဲ့ပေါ့နော်။တိဆောက်ထားတဲ့အပွက်ဖြစ်ရဖြစ်ပြီးတော့ဒီအပွက်မှာသူရဲ့လုတ်ဆောင်မှုတွေကဟိုနိုင်ငံကနဲ့ဆက်ဆံလို့ရရလေဘယ်လိုဆက်ဆံရမလဲဘယ်လိုမှဒီစီမံကိန်းတခုကိုသူတို့အပြည့်အဝထိန်းချုပ်လိုက်ပြီဆိုရင်နိုင်ငံကိန်းမှာယနေ့လုတ်ထားတဲ့လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဘယ်လိုလုပ်အောင်လဲဒီလိုမျိုးအားတွေအတွက်ပါသူကစဉ်းစားနိုင်တာပြီးတော့ လုတ်ဆောင်နိုင်တဲ့အဖွဲ့အစည်းဆိုရင်တော့နိုင်ငံတကာတည်ကြရဲပေါ့နော်နိုင်ငံတကာကြီးနေမြုံနံမှုကဒီရှိတဲ့နေရာမှာပဲဆက်ပြီးတော့နေမယ်ပေါ့နော်အဲအဲ့လိုမဟုတ်ဘဲနဲ့စစ်ကောင်စီကတော့ဆက်ပြီးတော့ထိကျုပ်ထားရဲဆိုရင်တော့စစ်ကောင်စီထိကျုပ်ထားတဲ့နေရာမှာပဲရှိနေတယ်ဆိုရင်တော့တည်ကြတခုကတော့ company နဲ့ပဲဆက်ပြီးတော့ထိတွေ့ဆက်ဆံမယ်ပေါ့နော်ဒါလည်းသူတို့ရဲ့ဒိုစီဘွားရဲ့ဒီနေမြုံနံထားတဲ့ငွေတွေကြောင့်လည်းကျောင်းဖြစ်နေတယ်ပေါ့နော်။တကယ်တခုတော့စစ်ကောင်စီကိုကူတက်နိုင်တယ်ပြောပါတော့။တဖြည်းဖြည်းချင်းစီလုံးယူလာတဲ့အနေအထားမျိုးပေါ့နော်။ဒီ2021 20နှစ်မှာဆက်လုပ်တဲ့ session တွေက ုသိမသိတောင်းလို့ထင်ပေမဲ့ပေါ့နော်နောက်ပိုင်းတစ်တွေကြာလိုက်ခု2024 25ရောက်လာချိန်မှာတက်ောက်ကြီးတွေ့တော်လငွေရှာပမှုတို့အခြားသောပြဿနာတွေပေါ့နော်အဲဒီလိုမျိုးနိုင်ငံတကာတိကျဆက်ဆံမှုတွေအဲဒီလိုမျိုးဟာတွေမှာတဖြည်းဖြည်းအောက်ရောက်ရောက်လာတယ်ပေါ့နော်အဲဒီလိုမျိုးတစ်ချိန်တည်းမှာပဲဒါလက်ရှိနေတာဖြစ်ပေါ်နေတာတက်ောက်ကြီးကတော့မြင်ရတော့တဖြည်းဖြည်းအောက်ဆင်းလာတယ် ီတော်လိုင်းရဲ့ဖွဲ့တွေပေါ့နော်ဖွဲ့တွေမှာဆိုတော့ဒါခက်တာလို့တော့ဒေတာလိုက်ရှိတဲ့ဟာမျိုးတွေမှာတစ်ဖြစ်ပြီးတော့ဟိုတက်ဆိုင်ရာအဖွဲ့တွေကိုညှင့်တင်ပြီးတဲ့တဘောမျိုးရှိတယ်ပေါ့နော်ဟိုမှာရခိုင်လက်ရခိုင်ဘက်ပေါ့နော်ဒီကရင်ဆိုလက်ကရင်ဘက်ပေါ့နော်ကရင်ဆိုလက်ကရင်သူ့ရဲ့ဟာမျိုးလေးတွေကတက်ဆိုင်ရာသွားတဲ့ပုံစံလေးတွေကတော့ဟိုဟိုအတက်ရိပ်ကြတယ်ပေါ့နော်ဟိုကကြတော့အောက်ကိုဆင်းတဲ့ပုံစံမျိုးဖြစ်နေတယ်ကောင်းမှုကတော့လက်ရှိနေထားမှာသူတို့လက်ရှိပြည်နေရပေါ့နော်သူတို့ရဲ့ဒီမျိုးမျိုးရှိတဲ့နေရာအတွက်နဲ့ဒီတမ်းကမြန်မာမျိုးကိုအခုတစ်ချိန်အတွက်ပဲပကြီးပဲနဲ့ရေရှည်ပြလာမယ်နဲ့တော့တဲ့ဒါနှစ်လားတစ်နှစ်လား ဖြစ်လာနိုင်တဲ့အနေအထားမျိုးတွေကိုကျူတည်စဉ်းစားပြီးတော့ပေါ့နော်စဉ်းစားတဲ့အချိန်မှာလည်းစီရေးရစီးပွားရေးရပေါ့နော်လူမှုရေးရတွေပါအောင်ပေါ့နော်အဲဒီလူလို့တောင်းနေကိုယ်စဉ်းစားပြီးတော့လုပ်တော့မှာလားပို့ပြီးတော့ဒီတွေအင်းင်းမျိုးနဲ့ကတည်တက်နိုင်မယ်အဲနောက်ပြီးတော့စက်ကောင်စီတဲ့မှာမရှိလို့တဲ့စီမံကိန်းတခုပေါ့နော်အဲအဲ့လိုမျိုးဟာမျိုးကိုဟိုပြပြသားသားကိုရရှိတဲ့အဖွဲ့အဲရှိတဲ့နေရာကိုသွားပြီးတော့ဒီတွေဆက်ခံမှုတွေလည်းဒါရဲတဲ့နဲ့လုပ်ဖို့လည်းကို